ောင်တင်ဆန်း audio book channel ကိုအစဉ်မြဲစောင့်မျှော်အားပေးနားဆင်နေကြတဲ့ကြားတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနေကြပါစေခင်ဗျ။ Okay ပရိသတ်တွေအတွက်ဒီတစ်ခေါက်မှတင်ဆက်ပေးသောမိဇလန်တွေကတော့စာရေးသူမျိုးမှန်ရေးသားထားတဲ့အနတ္တနဲ့ဒုက္ခဤဒုက္ခလို့အမည်ရတဲ့ဇလန်ကောင်းလေးကိုတင်ဆက်ပေးသောမှာဖြစ်ပါတယ်။နားဆင်အားပေးကြပါအောင်ခင်ဗျ။ကပ္ပယာဤဥသင်္ခါရလဲဆရာတော်ကိုနေစုံကပ်ဖို့အချိန်နီးလာပြီမို့လို့အထုံးစံတိုင်း ဆုံးချက်ចောင်းလေးအတွင်းကနေဆုံးအုပ်ကိုယူပြီးတော့ဆုံးပွဲပြင်ဖို့အတွက်ចောင်းကြီးဘက်ကိုထွက်လာခဲ့တယ်။အဲ့လိုထွက်လာပြီးចောင်းကြီးဘော်ကိုတက်မဲ့အလုပ်ចောင်းလေကားရဲမှာဟာဒုက္ခပါပဲကွာဂလုတ်ကလည်းဆိုတဲ့ဆုံးအုပ်မှောက်တန်းတဲ့အတူကပ္ပယာကြီးရဲ့ညဉ့်ညူတန်းကိုပါကြားလိုက်ရ၍ဆုံးချက်ចောင်းလေးအတွင်းဆုံးဟင်းပွဲများပြင်ဆင်နေတဲ့အနတ္တကအပြန်ထွက်လာပြီးကပ္ပယာကြီးဘာဖြစ်လာတော့မလဲပြောပြောဆူဆူအနတ္တကပ္ပယာကြီးစီကိုရှောက်သွန်းလိုက်တယ် အဲ့ဒီချိန်မှာပကံခွက်ရောင်များဆေးကြော်ရာကနေပြန်လာတဲ့ကိုရင်လူထွက်ဒုက္ခလဲဆေးပိသားပကံများကိုမာလီရဲ့ကျောင်းကြီးဘော်ကိုတက်ဖို့မှောက်ကြထားတဲ့စွန်ထမင်းဟင်းများကိုကွင်းရှောင်နေတယ်။အဲ့ဒီချိန်မှောက်ကြထားတဲ့စွန်ထမင်းများကိုလှမ်းမြင်လိုက်တဲ့အနတ်တလေးဟာဒုက္ခပါပဲကွာ။ဒါကိုဒုက္ခကသူ့ကိုလှမ်းအော်တယ်ထင်းပြီးတော့မဟုတ်ပါဘူးဗျာကျွန်တော်လည်းဘာမှမဆိုင်ပါဘူး။အနတ်တကဒုက္ခပြောတာကိုဘယ်မှမဆိုင်သေးပဲ။ ဆုံးအုပ်မှောက်ကြတဲ့နေရာကိုသာခက်သက်သက်ရောက်လာပြီးတော့အဲ့ဒါဒုက္ခပဲကပ္ပရာကြီးအေးကွာဟုတ်တယ်အာကျွန်တော်ကြောင့်မဟုတ်ဘူးဗျာကပ္ပရာကြီးတို့နှစ်ယောက်ရဲ့အပြန်လန်ပြောစကားဟာသူ့ကြောင့်ပဲဆုံးအုပ်မှောက်ကြတယ်လို့ဘာလို့လို့ဖြစ်နေ၍ဒုက္ခကသူ့ကြောင့်မဟုတ်ကြောင်းဝင်ပြောလိုက်တယ်ဒါပေမဲ့အနတ္တနဲ့ကပ္ပရာကြီးကသူ့စကားကိုဂေးမဆိုင်နိုင်သူ့ကိုလည်းရှင်းမပြနိုင်သေးစွန်စားချင်းအလွန်နီးနေပြီမို့လို့ဆရာတော်ဆုံးမမီတော့မဲ့အရေးကိုသာတွေးပူနေကြတယ်ဒါကြောင့်သူလည်း ။ဆုံအုပ်မှောက်ကြသွားတာဟာသူမဟုတ်ကြောင်းဖြေရှင်းဖို့ကြောင်းပေါ်မတက်သေးပဲလှေကားရင်းမှပဲရက်နေလိုက်တယ်။အဲ့ဒီအချိန်ဆူဆူညံ့ညံ့အတန်များကြောင့်ကြောင်းပတင်းဝါနာကိုဆရာတော်ရောက်လာပြီးတော့ဘာဖြစ်တာလို့ကွာ။ကပိယာကြီးလည်းဆရာတော်ကိုမောကြည့်လိုက်ပြီးဆုံအုပ်မှောက်ကြသွားတာပါဗျာ။ဟာအဲ့ဒါဒုက္ခပဲကွာ။အမဟုတ်ဘူးဗျာတပည့်တော်ကြောင့်မဟုတ်ပါဘူး။ဆရာတော်လည်းသူ့ကိုစိတ်ပြတ်တဲ့ပုံစံနဲ့တစ်ချက်ကြည့်ပြီးတော့ကျောင်းထဲကိုပြန်ဝင်သွားတယ် အမှန်တော့ဆရာတော်စိတ်ပြက်ဒီကဆုံးမမီတော့မဲ့အရေးကိုတွေးပူခြင်းသာဖြစ်ပါတယ်သူ့အပေါ်ကိုတော့ဘလို့မှမမြင်ဒါပေမဲ့ဒုက္ခကတော့ဆရာတော်သူ့အပေါ်ကိုအထင်လွဲသွားပြီလို့ယူဆပြီးစိတ်မကောင်းဖြစ်နေပြီခဏနေတော့ဆရာတော်ပြန်ထွက်လာပြီဒုက္ခပဲကပ္ပယာကြီးရေဘာဖြစ်လို့လုံးဗျာဒုက္ခတန်ကြားကလေးကရင်ထိတ်နေတဲ့ဒုက္ခလေးဆရာတော်ကိုမောကြည့်လိုက်တယ်အဲ့ဒီကဆရာတော်ကဘာဖြစ်ရမလို့ဟဲ့ ငါရဲ့လေးစေးဘူးရှာမတွေ့တော့လို့ဟာအဲ့ဒါဒုက္ခပဲဗျာမဟုတ်ဘူးဗျာဒါပေမဲ့တော့လေးစေးဘူးလည်းမယူဘာမှလည်းမယူပါဘူးဗျာအေးအေးလည်းမယူလည်းပြီးတာပါပဲဆရာတော်အဲ့လိုမိန်လိုက်ပေမဲ့ဒုက္ခကတော့ဘဝင်မချနိုင်သေးဘဝင်မချနိုင်တဲ့အပြင်တဖြည်းဖြည်းသူ့ရဲ့စိတ်ထဲမှာဆုံးအုပ်မှောက်တာကအစပြစ်စီပြောက်တာအလုံးသူ့လောက်တာလို့ပြောနေတယ်လို့ခံစားလာရပြီးစိုးရင်စိတ်ဝမ်းနေစိတ်များဖြစ်ပေါ်လာတဲ့အချိန်မှာပဲဆရာတော် ပတင်းဝါနားကိုပြန်ရောက်လာပြီဒုက္ခပဲငါအခန်းလေးကငါပြောပြီးချင်းမရှိတော့ပြန်ဟုတ်လားဗျအဲ့ဒါမှဒုက္ခပါပဲအေးကွာဆရာတော်နဲ့ကပ္ပိယတို့ရဲ့စကားတန်အဆုံးဒုက္ခကသူ့ကိုပြောနေကြတယ်လို့ထင်ပြီးတရှုံရှုံနဲ့စငိုရင်ကျွန်တော်မယူပါဘူးဗျာဒုက္ခပါပဲနတ်တာကပါဝင်ပြောလိုက်တော့ဒုက္ခကတရှုံရှုံငိုကြွေးနေရကနေတဟိဟိနဲ့ငိုလေတော့တယ်အမှန်တော့အဲ့ဒီငါပြောပြီးဟာ ယနေ့ဆုံးချက်မမီတော့တာကြောင့်ဆရာတော်ကိုကက်ရမယ်တခုသေးသောတတိဆုံးဖြစ်ပါလေ။ဒါကြောင့်ယခုလိုငပြောပီးကြီးပြောက်သွားတာကိုနှမျောတတဖြစ်နေပြီးဒုက္ခလို့ညဉ်ညူမိလိုက်ကြခြင်းဖြစ်ပါလေ။ဒါကိုဒုက္ခကမသိသူသိတာကသူတို့အားလုံးသူ့ကိုငပြောပီးယူသွားသူမှဒုက္ခပဲ။သူပဲလို့ဝိုင်းပြောနေတယ်လို့ခံစားရ၍ဝမ်းနဲ့ပန်းနဲ့ငိုကြွေးနေခြင်းဖြစ်ပါလေ။အဲ့ဒီခဏမှာပဲဆရာတော်ထံကနေပြီးတော့อืมဒုက္ခဒုက္ခ ယနေ့ဖို့ဒုက္ခတွေနဲ့သာကြုံတွေ့နေရ၍ဆရာတော်လဲဒုက္ခဒုက္ခဆိုတာကိုတရားသဘောနဲ့ရေရွရင်းနဲ့ဒီကောင်ဘာလုပ်နေတာဘာလင်းဆိုတဲ့အတွင်းနဲ့လေကားရဲမှာထိုင်နေတဲ့သူကိုတစ်ချက်ကြည့်ပြီးကြောင်းထဲပြန်ဝင်သွားပြန်တယ်။ဒါကိုပဲဒုက္ခကဆရာတော်သူ့နာမည်ကိုစိတ်ပြက်လက်ပြက်နဲ့ရေရွသွားခြင်းသာဖြစ်တယ်လို့ယူဆပြီးတော့ပို့ပြီးတော့ဝမ်းနေလာလေ။အဲ့ဒီချိန်ကြောင်းဘောကငပြောပြီးပျောက်သွား၍ကြောင်းဝင်အတွင်းမှာရှိတယ်မမေတမေငပြောကန်ကိုအပြေးလွှာသွားကြည့်လိုက်တဲ့ အနတ္တကပြန်ရောက်လာပြီဒုက္ခပဲကပ္ပယာကြီးဟေးဘာဖြစ်လို့တော့ဟာသူအချိုးချောင်းတမ်းမပြောသေးပဲလှေကားရဲမှာထိုင်နေတဲ့ဒုက္ခကိုတစ်ချက်ကြည့်လိုက်တယ်အဲ့ဒီအကြည့်ဟာဆရာတော်ရဲ့အကြည့်မျိုးသာဖြစ်ပါတယ်ဒါပေမဲ့ဒုက္ခအတွက်တော့ဒဇုံတစ်ခုတော့အတွေ့ကိုဝင်စေ၍မျက်လုံးချင်းမဆိုင်ပဲကောင်းကိုအနေငယ်ငုံထားတယ်အဲ့ဒီခါမှအနတ္တလဲကပ္ပယာကြီးဟေးကျောင်းဝန်းလေးကငါပြောကြရင်လည်းမရှိတော့ဘူးဗျာဟာဒုက္ခပါပဲကွာ အနတ္တရဲ့အတန်ဟာမောပန်းနေပြီအနေငယ်တိမ်ဝင်နေပေမဲ့ကပ္ပယာကြီးအတန်ကတော့ပုံမှန်အတိုင်းဖြစ်ကဒုက္ခကိုတစ်ချက်ကြည့်လိုက်မိတယ်ဒုက္ခကအဲ့ဒီအကြည့်ကိုရင်မဆိုင်ရဲရင်မဆိုင်ရဲရခြင်းရဲ့အကြောင်းရင်းကလည်းမပြောကင်ကိုသူခိုးထားရမဟုတ်ခလေးငယ်တို့ရဲ့တဘာဝအတိုင်းငကိုကလေးကမှအားငယ်စိတ်ရှိတဲ့ပြင်စောစောလေးကမှသူ့ပေါ်ဝိုင်းပြီးတော့အပြစ်ဖို့ထားတယ်လို့ထင်ရောက်နေ၍ဝိုင်းနေစိတ်ရှိနေခြင်းတို့ကြောင့်ဖြစ်ပါတယ်ကပ္ပယာကြီးနဲ့နတ်တာတို့ကလည်း ကိုဘူးနဲ့ကိုဖြစ်နေ၍လေကားရဲမှထိုင်နေတဲ့ဒုက္ခကိုဘာဖြစ်နေလဲညာဖြစ်နေတယ်သွားမမေးနိုင်လောလောဆယ်အရေးကြီးတာကဆရာတော်နေလေစားအစဉ်ပြေစေရဖြစ်ပါတယ်ဒါကြောင့်တို့လည်းဘာလို့ရမှာကိုကိုစီအကြံထုတ်ရင်းနဲ့ခေါင်းကုပ်ပြီးတော့ခါထောက်ရက်နေကြတယ်အချိန်တန်ကြာလေအထိတို့နဲ့ဦးစလုံးဘာလို့ရမယ်ကိုစဉ်းစားမရဒါကြောင့်ကပ္ပိယကြီးလည်းစဉ်းစားမရတဲ့အဆုံးအောက်ကထမင်းလုံးတွေပဲကျုံနေတာကောင်းပါလေဆိုပြီးတော့ မှောက်ကြထားတဲ့ဇွန်ထမင်းဟင်းများကိုလှည့်ခြင်းဖို့ကြောင်တောင်းတိုင်းမှာထောင်ထားလေးရှိတယ်။တမျက်စီကိုယူဖို့သွားလိုက်တယ်။ဒါပေမဲ့အဲ့ဒီနေရာမှာတမျက်စီကိုမတွေ့တဲ့အတွက်ဟာဒုက္ခပဲဟေးတမျက်စီလည်းမရှိတော့ပြန်ဘူး။အဲ့ဒီစကားကိုကပ္ပယာကြီးကအနတ္တကိုလှမ်းကြည့်ပြီးတော့ပြောလိုက်ခြင်းဖြစ်တာကြောင့်ရုပ်တရက်ကြည့်လို့ရှင်တမျက်စီကိုခိုးသွားသူမှလည်းဒုက္ခပင်ဖြစ်ကြောင်းကိုလှမ်းပြောနေရတဲ့ဒူလာလေးလှမ်းကြည့်နေတဲ့အနတ္တရဲ့အကြည့်မှလည်းဘာမှမတတ်နိုင်တော့ဘူးဆိုတဲ့အကြည့်နဲ့ဒူလာပဲ။ သူတို့နှစ်ယောက်ရဲ့ရိတ်ချေကိုကြည့်နေတဲ့ဒုက္ခအတွက်ကတော့ဝမ်းနေစရာတစ်ခုထပ်တိုးသွားပြီမျက်ဝန်းထဲမှာမျက်ရည်စားများပြန်လေဝေဝဲလာတော့တယ်ကပ္ပယာကြီးလည်းတမျက်စိကိုမတွေ့တော့တာကြောင့်အနတ္တနာကိုပြန်ရောက်လာပြီကဲတို့ဘာလုပ်ကြမလို့ဘာလုပ်နိုင်မှာတော့ဗျာဒီတိုင်းပဲထားရအောင်ပါပေါ့အနတ္တကခါထောက်ရက်ပြီးဒုက္ခကိုစစ်စစ်ကြည့်တဲ့ပြောလိုက်ခြင်းဖြစ်တာကြောင့်သူ့ရဲ့ပုံမှာဒုက္ခပေါ်မှာကြင်မနဲ့ဖြစ်နေပြီးလက်ပုလက်ချက်မမိသေး၍ ဘာမှမလုပ်သေးပဲဒီတိုင်းကိုလွတ်ပေးထားရဦးမယ်ဆိုတဲ့အတိတ်ပဲမျိုးစောင့်နေပါတယ်ကပ္ပယာကြီးရဲ့အမေဟာလဲဒုက္ခကိုတခိုးမှန်တီလေးရဘာဆက်လုပ်ကြမလို့ဆိုတဲ့အမေမျိုးနဲ့တူလာပြီအမှန်တော့အနတ္တကဒီကောင်အခုချိန်ထိမထသေးပဲဘာထိုင်လို့နေတာဘာလင်းလို့တွေးရင်ဆရာတော်ရဲ့နေဆုံးအတွက်ဘာမှစီစဉ်စရာမရှိသေးတာကြောင့်ဘာမှမလုပ်နဲ့အောင်ဒီတိုင်းပဲထားလိုက်အောင်လို့ပြောချင်တာဖြစ်ပါတယ်အဲ့ဒီချိန်ကပ္ပယာကြီးဒုက္ခပဲပြော ဘာဖြစ်လို့လုံးဖေ။ဘာဖြစ်ရမလို့ဗျာဒီမဲကျုပ်ဆိုင်ထားတဲ့ဖျားပန်းပင်တွေကိုဘဲကောင်လက်ကမြင်းပြီးတော့ချိုးသွားပြန်တော့မသိဘူးလှမ်းပြောလိုက်တဲ့ဦးစင်ပူရဲ့စကားကြောင့်ကပ္ပယာကြီးလဲဖျားပန်းလူဖို့အတွက်ရင်လေးသွား၍ဟာအဲ့ဒါဒုက္ခပဲဖျားဒုက္ခလဲသူ့ပြောတယ်ထင်ပြီးတော့မဟုတ်ဘူးဗျာကျွန်တော်ဘာမှမလုပ်ဘူးတို့လဲအစသာရရအစင်မပြေဖြစ်နေတဲ့အတွက်သူ့ကိုအဖက်လုပ်ပြီးပြန်ရှင်းပြမနေကြ ဒါကိုပင်ဒုက္ခက သူ့ပေါ်အလုံးအထင်လွဲနေကြတယ်လို့တထစ်ချုံကြည်သွားပြီးဝမ်းနဲ့ယုံတင်မကပဲသူမလုပ်တဲ့ကိစ္စများအတွက်သူ့ပေါ်အပြည့်ပုံချနေတာတွေကိုဒေါသထွက်လာတယ်ဒါကြောင့်သူ့မျက်နှာဟာလဲစူပပုတ်ဖြစ်နေတော့နေအဲ့ဒီခိုက်မနှက်ဖန်စွန်စားကြွားရမယ့်ဦးစင်ကြီးတပါကဒုက္ခပဲဟေးငါဖနဲ့ပျောက်သွားပြီကွာဒုက္ခတန်ကြားတိုင်းသူ့ကိုပြောနေတယ်လို့လားအထင်ရောက်နေတဲ့ဒုက္ခလဲအဲ့ဒီဦးစင်ကြီးကို မကြင်မနက်လှမ်းကြည့်နေတော့အင်းဒုက္ခဒုက္ခညင်ညူလိုက်တဲ့ကပ္ပယကြီးရဲ့စကားတန်ကြောင့်သူကပ္ပယကြီးဘက်ကိုလှည့်ပြီးစူပုပ်ပုပ်မျက်နှာနဲ့ကြည့်နေပြန်တယ်အဲ့ဒီချိန်ဝန်ကွမ်းခနဲ့အတန်းကျောင်းခေါင်းမိုးဘုတ်ထန်းဒီပြုတ်ကြတဲ့ကြားပြီးတော့ဟာဒုက္ခပဲဟေးကျောင်းအမိုးတော့ပေါက်ပြန်ပြီတဆက်တည်းဘုတ်ကွက်ကနဲ့ကျောင်းခေါင်းမိုးဘုတ်လှမ်းထားတဲ့ထမင်းချောက်ဘန်းကပြုတ်ကြလာတာကိုပါမြင်လိုက်ရပြီဒုက္ခပဲဟေး တို့ပြောသမျှကိုဒုက္ခလိုက်ဖြေမရှင်းနိုင်တော့ဒုက္ခပဲလို့ပြောသူများကိုသာစူပပုတ်မျက်နှာနဲ့လိုက်ကြည့်နေတော့ဒုက္ခပဲကပ်ပြရကြီးအေးကျွန်းတက်တာလေးကပရပိုက်တွေကြွက်ကြိုက်သွားပြန်ပြီဗျာဟုတ်လားဗျာအဲ့ဒါမှဒုက္ခပဲဗျာအေးကွာဟဲ့အနတ္တနေ့ငါသိမ့်ခိုင်းထားတဲ့ရက်စားပလင်ပေးစမ်းအနတ္တကကြောင်လေးပေါ်ပြက်တက်သွားပြီရက်စားပလင်ထားတဲ့နေရာကိုလှမ်းကြည့်လိုက်တယ်အဲ့ဒီနေရာမှာ ရန်စားပလင်းကရှိမလဲဒါကြောင့်သူလည်းအမြန်ဆင်းလာပြီးတော့မရှိတော့ဘူးဗျာอืมဒုက္ခပါပဲကွယ်လေချုံနေတဲ့ဆရာတော်လည်းရှုံမဲ့မဲ့မျက်နှာနဲ့ညှီးတွားရင်းနဲ့ကြောင်းတွေကိုပြန်ဝင်သွားတယ်အဲ့လိုသူတို့ပြောဆိုသမျှကိုအတိုင်းသာသိမြင်နေတဲ့ဒုက္ခလည်းပြောသမျှဆိုသမျှသူကောင်းပေါ်ပုံချနေတယ်လို့သာအထင်ရောက်နေပြီဒေါသအလွန်ထွက်နေဒါပေမဲ့ကလေးငယ်တူဦးဖြစ်တာကြောင့်ဘာမှတော့ဘုံတိုင်းတိုင်းမလုပ်ရဲဒေါသကိုမျိုးသိပ်ပြီး လေကားရဲမှသာဆက်ထိုင်နေတယ်။ဘယ်မှလည်းထွက်မသွားအဲ့ဒီချိန်မှာဟာဟူခွေးကလည်းဒုက္ခပဲကွာ။ကြောင်းအောက်ကိုချီးပါနေပြန်ပြီ။ဒုက္ခစိတ်သေးသူ့ကိုခွေးနဲ့ပါနှိုင်းတယ်လို့ထင်သွားပြန်တယ်။အဲ့ဒီချိန်အိမ်သာတက်ရာကနေပြန်ဆင်းလာတဲ့ဦးစင်တစ်ပါးကလည်းကပ္ပယာကြီးကျုပ်ဓာတ်ချုပ်နေတာ။ဒီနေ့ရောဆို၃ရက်ရှိပြီဗျာ။ဟုတ်လားဗျာ။အဲ့ဒါမှဒုက္ခပဲဗျာ။ဂိူးဆိုင်ပါအောင်။အေးဗျာ။ ဒုက္ခရဲ့စိတ်ထဲမှာအဲ့ဒီစကားများသူ့ကိုရည်ဝဲပြီးတော့ပြောနေခြင်းသာဖြစ်တယ်လို့ယူဆပြီးအဲ့ဒီဦးစင်းဝင်းမသွားတာကလည်းသူ့ကြောင့်ပဲလို့ပြောနေခြင်းဖြစ်တယ်လို့ခံစားနေရတယ်။ဂယူဆိုင်ပေါင်းဆိုတာကလည်းသူ့ကိုဂယူဆိုင်စောင့်ကြည့်ဖို့ပြောခြင်းပဲလို့တွေးထင်နေမိပြန်တယ်။အမှန်တော့ကပ္ပယာကြီးကအဲ့ဒီဦးစင်းရဲ့ကျမ်းမာရဲ့အတွက်စိုးရင်ပြီးတော့ပြောလိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒီခါရေစစ်စလုံးလွတ်ကြတဲ့ဂလုံးကလန်းကိုကြားလိုက်ရပြီး ဒုက္ခပဲဒီကောင်ရေစလုံးလွတ်ကြပြန်ပြီအနတကညီတွားရင်းနဲ့ရေရှိစလုံးလွတ်ကြသွားတဲ့အနိစ္စရှိရာအကြောင်းကြီးပေါ်ကိုတက်ဖို့ပြန်လိုက်တယ်အဲ့ဒီခါမှာကြောင်းလှေကားရဲမှထိုင်နေတဲ့ဒုက္ခကိုနဲ့တခမရအဲ့လိုမပြောနဲ့ဟဲ့လူဟေးဘာတော့ကွာအနတကကြောင်းပေါ်မတက်သေးပဲလှေကားရဲမှရက်ရင်နဲ့ဒုက္ခကိုပြန်ပေးလိုက်တယ်ဒုက္ခကစူပပုတ်မျက်နှာနဲ့ခမရလို့နေရတာကကျွန်တော်ပဲပြောနေကြတာ ေးဘာပြောလို့လဲအနတကဒုက္ခပြောတာတွေကိုနားမလဲပဲခက်ကြောင်ကြောင်ဖြစ်သွားတယ်ဘာပြောမှာတော့ခမရစောစောကရေစလုံးထွက်ကြလာကျွန်တော်ပဲလို့ဘာလို့ပြောတာနော်ပြောပါဦးကွာငါဘာမှပြောလို့လဲအာခမရဒုက္ခပဲဒီကောင်ရေစလုံးထွက်ကြပြန်ပြီဆိုအေးလေအဲ့ဒါဘာလို့လဲအဲ့ဒါကျွန်တော်ပြောတာပေါ့ဗျာအာမဟုတ်ပါဘူးကွာငါမင်းကိုဘာမှမပြောပါဘူးပြောတာပေါ့ဗျာခမရပဲ ရေစလုံးလွတ်ကြတာဒုက္ခပဲဆိုအေးလေအဲ့ဒါဒုက္ခပဲအဲ့ဒီရေစလုံးလွတ်ကြတာကကျုပ်ဒုက္ခမဟုတ်ဘူးဗျအနိစ္စအေးလေလွတ်ကြတာကတော့အနိစ္စပဲပေါ့ဒါပေမဲ့အဲ့ဒီအနိစ္စလွတ်ကြတာကဒုက္ခဖြစ်သွားတာဟာဗျာခမရဘာလို့ရှောက်ပြောနေရတော့အနိစ္စလို့အနိစ္စပဲဖြစ်မှာပေါ့ဗျာဘာလို့ဒုက္ခဖြစ်ရမှာတော့ဟာအနိစ္စလေဒုက္ခတော့ဖြစ်တာပေါ့ကွာဘယ်သူလို့လို့ဒုက္ခတော့ဖြစ်တာပဲတိတယ်တိတယ် ခင်ဗျားတို့စောစောလေးရကျွန်တော်ဝိုင်းပြောနေမှသိတယ်မပြောချင်လို့ကြည့်နေအခုလဲအနေစားလို့တောင်သိရသားနဲ့ဒုက္ခပဲလို့ပြောနေသေးတယ်အေးလေအဲ့ဒါဒုက္ခမဟုတ်တော့ဘာတော့အာဒုက္ခမဟုတ်ဘူးဗျအနေစားဟာမင်းဘာသိလို့တော့ကရေစလုံးတို့ကြတာကဒုက္ခအနေစားမဟုတ်ဘူးအာခင်ဗျမဟုတ်တာမပြောနဲ့ဟဲ့လူဟာငါဘာမဟုတ်တာပြောလို့တော့မေးမယုံရင်ဆရာတော်ကိုမေးကြည့်ပါလားရေစလုံးလွတ်ကြတာကဒုက္ခလားအနေစားလားဆိုတာ ဒုက္ခလည်းရေစလုံလွတ်ကြတဲ့အချိန်မှာဆရာတော်လည်းကျောင်းပေါ်မှာရှိနေရကြောင်းအလေးစားကြောင်းရေစလုံလွတ်ကြမှန်းသိပေးလိမ့်မယ်။ဒါကြောင့်သူလည်းအားကိုးတကြီးနဲ့ဆရာတော်ကိုမေးလျှောက်ကြည့်ဖို့ကျောင်းပေါ်တက်ဖို့ပြန်လိုက်တယ်။အဲ့ဒီအချိန်မှာဘာတွေဖြစ်တာတုန်းကသူတို့နှစ်ယောက်ငင်းခုန်နေကြတဲ့အံကိုကြား၍ဆရာတော်ကျောင်းပတင်းဝအနာကိုပြန်ရောက်လာပြီးမေးလိုက်ခြင်းဖြစ်ပါတယ်။ဒုက္ခလည်းအခန့်သိမ့်မယ်။ဆရာတော်ကိုမော့ကြည့်လိုက်ပြီးအရှင်မြတ် ရေစလုံးလွတ်ကြတာအလိမ့်စလားဒုက္ခလားဗျာဆရာတော်လဲတရားသဘောလာမေးတယ်ထင်ပြီးတော့အဲ့ဒါဒုက္ခဘောဟဲ့ဆရာတော်ရဲ့ဖြေတဲ့အဆုံးဒုက္ခလဲသူပုံထားတဲ့ပကံပုံကိုဂွမ်းခနဲ့ခလုတ်တိုက်ပြီးရေတွင်ပက်စီကို ပြဲထွက်သွားတော့တယ်ဟာဒုက္ခပဲဒီတခါတော့သူတို့အားလုံးသူထင်နေသလိုဒုက္ခရဲ့ဒုက္ခကိုတန်ပြန်ရေရွတ်လိုက်ခြင်းဖြစ်ပေမဲ့လေဒုက္ခကယူမဆိုင်တော့အနိစ္စ ငါဒီဖုန်းကြောင်မှမနေတော့ဘူးကွာမနေ့ကဖြစ်ပျက်တွေကိုပြန်တွေးရင်းနဲ့ဒီနေ့မနက်ဒုက္ခပကံဆေးရင်အနေအဆောက်ကိုပြောလိုက်တဲ့ဇာတ်ဖြစ်ပါလေမင်းကဒီဖုန်းကြောင်မှမနေတော့ဘယ်ဖုန်းကြောင်ကိုပြောင်းကျင်လို့တော့ဘယ်ဖုန်းကြောင်မှမပြောင်းတယောက်တည်းလွတ်ရကြွရကိုထွက်သွားတော့မယ်လွတ်ရကြွရထွက်သွားတော့မယ်ဆိုတော့အခုမင်းကမကြွမလို့ဖြစ်နေလို့လားအဲ့လိုလေမဟုတ်ဘူးလေကွာဒါမဲ့ငါဒီเจ้าမှာမနေကျင်တော့ဘူးဘာဖြစ်လို့မနေကျင်ရတော့ဘူးကွာ ဒီလောက်အေးဆေးတဲ့ဖုန်ကြီးကြောင်းဘာအေးဆေးရမှာတော့ကဒီဖုန်ကြီးကြောင်းကလူတွေကဘာဖြစ်ဖြစ်ငါ့ကိုပဲအမြဲတမ်းပြောပြောနေကြတာငါတော့မင်းကိုအပြစ်ပြောတဲ့လူတယောက်မှမတွေ့ပါမင်းဒေတာမသိလို့ပါကွာဒီကြောင်းကလူတွေကဘာလေးဖြစ်လိုက်လိုက်ငါလုပ်တယ်လို့ပဲထင်နေကြတာကွာမနေ့ကမှငါအကုန်သိလိုက်တာဟုတ်လို့လားဘလို့သိလိုက်တာတော့ဘလို့သိရမှာတော့ကမနေ့ကကပ္ပိယကြီးကြောင်းဆုံးအောင်မှောက်ကြတာကိုအနတ္တငါလုပ်တာလေကွာ ောက်ပြီးဆရာတော့လေးစည်းဘူးရှာမတွေ့တာကိုလဲကပ္ပရာကြီးကငါလုတာလို့တွားလျှောက်တာကွာဟုတ်လို့လားကွာငါတော့အဲ့လိုလျှောက်တယ်မကြားရပါဘူးမင်းမသိတော့ပါကွာဒီလူတွေကတော်တော်ဆိုးတဲ့လူတွေမင်းဟာလေမဟုတ်သေးပါဘူးကွာကပ္ပရာကြီးနဲ့ကိုအနတ္တတို့တို့ဘောလည်းတော့ကောင်းနေအောင်အနေစကပ္ပရာကြီးနဲ့အနတ္တဘောမှာအဖြစ်ပြောတာကိုမကြိုက်ရွေးဝင်ပြောလိုက်တော့အဲ့ဒါအရင်ကကောင်းတာကွာမနေ့ကတော့ဘာမှမကောင်းဘူးဘာဖြစ်ဖြစ် ငါလုပ်တယ်လို့ပဲပြောကြတာမင်းစဉ်းစားကြည့်စမ်းငါထန်းသီးနဲ့ကြောင်းခေါမို့ဘောပြစ်နိုင်ပါမလားမပြစ်နိုင်ဘူးလေကွာကြောင်းခေါမို့ကမြင့်တာဟုတ်အေးအဲ့ဒါမနေ့ကထန်းသီးကျွေးကြပြီကြောင်းခေါမို့ပေါက်သွားတာဟုတ်ငါလုပ်တာလေအဲ့ဒါဒုက္ခတဲ့ထန်းသီးမဟုတ်ဘူးတဲ့နောက်ပြီးရှိသေးတယ်ဦးစင်းလို့ရှိတက်ချုံနေရလဲငါလုပ်တာတဲ့အဲ့ဒါငါ့ကိုဂယူဆိုင်ကြည့်နေဖို့တောင်မှဦးစင်းလို့ရှိကိုတတိပေးသေးတယ် မင်းအဲ့လောက်ကြီးတော့မဟုတ်တော့ဘူးနော်အထင်လွဲနေတာ ဖြစ်မယ်အနေစာကမဖြစ်နိုင်မှန်းသေး၍ဝင်ပြောလိုက်ပင်မယ်ဒုက္ခကလက်မခံအထင်လွဲစရာလားကွာငါရှင်းနေပြောနေကြတော့ငါမျက်စိနဲ့တေချာမြင်ပြီးတော့ငါနာနဲ့ဆက်ဆက်ကြားခဲ့ရတာကွာဦးစင်းဘူးပန်းပင်တွေကျိုးသွားတာလေငါပဲတဲ့ကြောင်းဝိုင်းလေးကငါပြောကန်ကြီးပြောက်တာလေငါပဲတဲ့နောက်ထပ်ဆိုးတာမင်းကျွန်းတက်တာလေကပရပိုက်တွေကြွက်ကြိုက်တာလေငါပဲတဲ့မင်းစဉ်းစားကြည့်စမ်းဆရာတော်ကိုယ်တိုင်ကကြွက်ကြိုက်တာဘာလို့ပြောနေရအောင် တက်ပြရရမဟုတ်ရဘူးအဲ့ဒါဒုက္ခပဲတဲ့ဒုက္ခကြိုက်တာတဲ့တော်တော်စိတ်ရိုစရာကောင်းတာကွာမင်းနောက်ထပ်အဆိုးဆုံးကတော့ကွာကိုနဲ့တာပဲကြောင်းကိုခွေးချီလာပါတာအဲ့ဒါဘယ်လိုပြောလဲမှတ်တော့အဲ့ဒါဒုက္ခပဲတဲ့မင်းကွာဒါတော့ခွေးချီတကောင်လုံးကိုမြင်နေအောင်တော့မှငါ့ကိုပြောလိုက်သေးတယ်ငါ့ကိုခွေးနဲ့နှိုင်းလိုက်တဲ့သဘောပဲဒါမှမဟုတ်ငါ့ပဲအဲ့ဒီခွေးချီလို့တော့ဘာလို့မင်းကွာတော်တော်ဆိုးတယ်လူပါဒုက္ခပြောဆိုနေတော့အနိစ္စလဲနောက်ဆုံးဆေးလက်စပကံကိုကန်ရင်းနဲ့ မတ်တက်ရိုက်လိုက်တဲ့အခါမှာသူ့လက်ထဲကပကံဟာလွတ်ကျပြီးတော့ကွဲလေတယ်။ဒါကိုအနိစ္စကဟာဒုက္ခပဲ။အနိစ္စစကားတဲ့အဆုံးဒုက္ခဝုန်းခနဲ့ထားရလိုက်ပြီ။အနိစ္စမင်းအလိုမပြောနိုင်ဟဲ့ကောင်။ဒုက္ခရဲ့စကားကြောင့်အနိစ္စကကြောင်တော်တော်ဖြစ်သွားပြီးတော့ငါဘာပြောလို့တော့ကွာ။မင်းပဲပကံကွဲတာဒုက္ခပဲဆို။အေးလေအဲ့ဒါဒုက္ခပဲလေ။ဘာလို့ဒုက္ခရမှာတော့ကွာ။အဲ့ဒါမင်းကြောင့်လေငါကြောင့်မှမဟုတ်တာ။အေးလေငါလည်းမင်းကြောင့်လို့ပြောလို့လား။ ငါငါဒုက္ခလို့ပြောတာကိုဒုက္ခငါလေကွာမင်းကအထက်မပြောနဲ့ငါမင်းကိုထဲပြောတာမှမဟုတ်တာငါငါဒုက္ခလို့ပြောတာကိုအဒုက္ခငါလေကွာငါ့ကိုလာမပြောနဲ့သူရေရွတ်တဲ့ဒုက္ခကိုသူ့ကိုပြောတယ်လို့ထင်နေတဲ့ဒုက္ခကိုသူဘလို့ရှင်းပြရမှမသိဒါကြောင့်ဟာကွာမင်းနဲ့တော့ခက်ပြီဒုက္ခဆိုတာမင်းကိုပြောတာမဟုတ်ဘူးကွာငါပြောတဲ့ဒုက္ခကအနေစဒုက္ခဆိုတာကိုရှင်းပြဖို့ရွယ်လိုက်ပေမဲ့မရှင်းပြတဲ့ဒါကြောင့် သူအဲ့ဒီနားမတင်စကားရလိုက်ပြီးဒုက္ခဆိုတာဘာပါလင်းလို့တွေးကြည့်နေမိတယ်အတန်ကြာတော့သူတခုခုပြင်းမြင်လိုက်ပြီးတော့ဖုန်ကြီးရိုက်မဲ့ဒုက္ခကွာဖုန်ကြီးရိုက်မဲ့ဒုက္ခဘာကွာမင်းငါ့ကိုဖုန်ကြီးရအောင်တိုင်ပြောဖို့လုပ်နေရမလားပကံကွဲတာမင်းကြောင့်လေကွာမင်းကိုရိုက်မှာပေါ့ဘာလို့ငါ့ကိုရိုက်မှာတော့အနေစာဒုက္ခအကြောင်းကိုရှင်းပြလိုက်ကမှဒုက္ခကသူ့ကိုအနေစာဖုန်ကြီးနဲ့တိုင်တော့မယ်လို့ထင်သွားပြီးပို့ပြီးတော့စိတ်ဆိုးသွားလေတယ်အနေစာကလည်း ဒုက္ခအကြောင်းကိုရှင်းမပြတတ်တော့၍မင်းကိုဖုံးကြည့်တဲ့အတိုင်းပဲလို့ပြောတာမဟုတ်ဘူးကငါပြောတာကအလေးစားဒုက္ခဆိုတဲ့စကားလုံးကိုမထည့်ရတော့တာကြောင့်အဲ့ဒီနေရာမှာပင်ရပ်နေလိုက်တယ်အဲ့ဒီချိန်သူတို့နှစ်ယောက်အော်ကြီးဟစ်ကျဲပြောနေကြတာကိုကြားပြီးကျောင်းကုန်းဘောကနေဆင်းလာတဲ့အနတ္တရောက်လာပြီးတော့မင်းတို့နှစ်ယောက်ဘာဖြစ်နေရတော့အနတ္တရဲ့အမေကိုဒေါသအခံရှိနေတဲ့ဒုက္ခက ပြန်မဖြစ်စူပပုမျက်နှာနဲ့သာရက်နေပြီးတော့အလေးစားက ကျွန်တော်ကြောင့်ပကံကြွက်ွဲသွားလို့အေးမင်းကြောင့်ပကံကွဲသွားရင် မင်းပြန်သိမ့်လိုက်လေဘာလို့တယောက်နဲ့တယောက်အော်ဟစ်နေရတော့အနက်တကအနေငယ်မှန်ရင်ကြွက်ွဲသွားတဲ့ပကံကိုကြည့်လိုက်တယ်အဲ့ဒီခါမှာဆရာတော်ကိုဆုံးကတ်တဲ့ပကံဖြစ်နေ၍ဟာဒုက္ခပါပဲကွာကျွန်တော်ကြောင့်ကွဲတာမဟုတ်ဘူးဗျာအလေးစားကြောင့်အနက်တကဒုက္ခကိုကြည့်လိုက်ပြီးတော့ဘသူကြောင့်ကွဲကွဲဒုက္ခပဲကွာမင်းဘာသိလို့တော့ခင်ဗျားအဲ့လိုပြောမယ်ဆိုတာကျွန်တော်သိပြီးသားပါ ခင်ဗျားတို့အကုန်လုံးကျွန်တော်ကိုပဲအပြစ်ပုံချနေရ။ဘာဖြစ်ဖြစ်မဖြစ်လိုက်နဲ့။ဖြစ်လိုက်ဒုက္ခပဲဒုက္ခပဲနဲ့။အခုလဲအလေးစားကိုယ်တိုင်းသူ့ကြောင့်ကြခွဲတာဘာလို့ပြောနေရအောင်။ဒုက္ခပဲလို့လာပြောနေသေးတယ်။ခင်ဗျားတို့ကျွန်တော်ကိုတော်တော်မုန်းနေကြတာ။ဒေါသတကြီးနဲ့သူ့ကိုပင်အော်ဟစ်ပြောဆိုနေတဲ့ဒုက္ခကိုကြည့်ပြီးအနတ္တအံ့ဩနေမိတယ်။ဒီကောင်ဘာဖြစ်တာပါလဲ။မနေ့ကလည်းဒီလိုပဲသူ့အတူငိုပြီးတော့စိတ်တွေတိုးနေတာ။အခုလဲအဲ့ဒီလိုဖြစ်နေပြန်ပြီ။မဟုတ်မှလွဲရော။ ဒီကောင်ကိုတခုခုနှောက်ရှက်ထားပြီချင်းတယ်။အနေတားရဲ့စိတ်ထဲကိုအတွေးများဝင်လာပြီးဒုက္ခအတွက်စိုးရိမ်သွားတယ်။ဒါကြောင့်ဒုက္ခမိဘတွေရှောက်သွားသေးတော့ဒုက္ခကမဖြစ်ခြင်းဖြစ်ခြင်းပုံစံနဲ့ကျုပ်ဘယ်မှမသွားဘူး။ဒီမှာပဲရက်နေတာ။ Ừm ဒီကောင်တော့ငါထင်တယ်လို့ဟုတ်နေပြီ။တခါမှငါ့ကိုဒီလိုပြန်ပြောဘူးတာမဟုတ်ဘူး။အခုမှအထူးဆန်းဆန်းသူ့ကိုကြည့်ရတာကလေမျက်လုံးကလီးချောင်းချောင်းညနေထားကလေခတင်းတင်း နှခမ်းကလည်းစူးတူတူဘိုက်ကလည်းနည်းနည်းပူနေတယ်ဟုတ်ပြီဒီကောင်ကိုလည်းတခုခုဝင်ပူနေရွေးတာဘိုက်ပူနေခြင်းဖြစ်မယ်ဒါဆိုအနည်းဆက်ဆုံးဒီနားမှာဒီကောင်ကိုဝင်ပူနိုင်တဲ့ဘယ်မကောင်းဆိုပါရှိနိုင်တော့အနတတေချာစဉ်းစားလိုက်တော့တစ်ချိန်ကသူလူမရိုက်ခဲ့တဲ့ကျောင်းတောင်ပတ်ရိုးရိုးချောင်းလေးကတဆေမာကြီးကိုပြင်းပြင်းလိုက်မိပြီးတော့ဒုက္ခမင်းတောင်ပတ်ရိုးချောင်းလေးကိုသွားသေးလား ုက္ခပြန်မဖြစ်ဒီတိုင်းမင်းရက်နေတယ်ဒုက္ခမင်းတောင်းမဲ့ရိုးချောင်းလေးကိုသွားသေးလားအနတဆက်မေးလိုက်ပေးမယ်ဒုက္ခတော့ပြန်မဖြစ်ပဲရက်မြက်ရက်နေတယ်အဲ့ဒီခါကျောင်းကုန်းဘော်ကနေဆင်းလာတဲ့ကပ်ပြာကြီးလဲကြကွဲနေတဲ့ဖုန်ကြီးဆွန်ကတ်တဲ့ပကံကိုလှမ်းမြင်လိုက်ပြီဟာဒုက္ခပဲကပ်ပြာကြီးရဲ့စကားကြောင့်ဒေါသဖြစ်နေတဲ့ဒုက္ခမျက်စောင်းထိုးကြည့်လိုက်တယ်အဲ့ဒီကြည့်ကိုမြင်လိုက်တာနဲ့အနတ္တလည်းသူထင်နေသလို ဒုက္ခကိုယ်တည်းမကောင်းဆိုးဝဝင်ပူးနေပြီဆိုတာကိုတထစ်ချယုံကြည်သွားပြီဒါဒုက္ခမဟုတ်ဘူးကပ္ပယာကြီးအနတ္တပြောလိုက်တာကိုကပ္ပယာကြီးအမြင်ကဘုံကြီးဆွန်ကတ်တဲ့ပကံကြကွဲတာဘာမှအေးမကြည့်ဘူးအေးစေပါဆိုတဲ့သဘောအဖြစ်ကို မြင်သွားပြီးတော့မကြင်မနဲ့လေဘာဒုက္ခမဟုတ်ရမှာတော့အဲ့ဒါဒုက္ခဘောကွကပ္ပယာကြီးလည်းဘုံကြီးဆွန်ကတ်တဲ့ပကံကြကွဲတဲ့ကိစ္စသူ့လည်းအမှုပတ်နေမှာဆို၍ပြောပြီးပြီးချင်း ကြံကုန်းဘောကိုပြန်တက်သွားဒါကိုဒုက္ခကကပ္ပယာကြီးသူ့ကိုမတရားဆွဆွဲနေတာလို့အထင်ရောက်သွားပြီသူမဟုတ်တဲ့အကြောင်းကိုကပ္ပယာကြီးကိုလှမ်းပြောလိုက်တယ်ကျုပ်ဒုက္ခမဟုတ်ဘူးဗျာမင်းဒုက္ခမဟုတ်ရင်ဘယ်သူတုံပြောစမ်းစကားပြောလောသွားတဲ့ဒုက္ခကိုတရေဝင်ပူးနေတဲ့ထင်းနဲ့အနတ္တကဝင်မေးလိုက်တယ်ခက်ဆက်ဆက်မေးလိုက်တဲ့အနတ္တရဲ့အမေကိုဒေါသဖြစ်နေတဲ့ဒုက္ခလဲရုတ်တရက်ပြန်မဖြေပဲကြောင်တော်တော်နဲ့ကြည့်နေတယ်ဒါကိုအနတ္တက ုက္ခကိုယ်တဲကိုဝင်ပူးနေတဲ့တစေပေကက်ကက်လုံနေတဲ့ထင်ပြီးတော့နေငေါကိုမလိမ့်နဲ့မမှန်ပြောစမ်းဒုက္ခမဟုတ်ရင် နေမသူတော့မယောဂဆရာပုံစံနဲ့မေးလိုက်တဲ့အနတ္တကိုကြည့်ပြီးဒုက္ခဘာဖြစ်ရမှမသိဖြေလည်းမဖြေချင်းဒါကြောင့်ကျောင်းတော်တော်နဲ့သာဆက်ကြည့်နေပါဒါကိုအနတ္တကမကျင်တတ်ပဲဘာပေကက်ကက်လုံနေရတော့နေမမှန်ဖြေစမ်းမဖြေနာမေသာမှတ်ဒုက္ခကလည်းဘာဖြစ်ရမှမသိဒီတိုင်းပဲရက်နေအနတ္တကလည်း ီတိုင်းမေးလို့အဆင်မပြေမေကုံပြောင်းမအဆင်ပြေမယ်လို့တွေးပြီးတော့ဒါဆိုနေရရိုးချောင်းတဲ့ကတရေမကြီးလားတရေမကြီးဆိုတဲ့အတန်ကိုကြားတော့ဒုက္ခကြောစိတ်သွားပြီးနောက်ကိုလှဲကြည့်လိုက်တယ်ဒါကိုအနတ္တကတရေမကြီးထွက်ပြေးတော့မယ်အထင်နဲ့ဒုက္ခလက်ကိုဆက်ခနဲ့ဖမ်းပြီးတော့ထွက်ပြေးဖို့မကြိုးစားနဲ့မမှန်ပြောစမ်းနေဒီကလေးကိုယ်တည်းကိုဘာလို့ဝင်နေရတော့အနတ္တမေးတာတွေကိုနားမလဲတဲ့ဒုက္ခလဲဘာဖြစ်လို့ဖြေရမှန်းမသိကျွန်တော်တောင်နေတာ ပြန်ကြည့်နေရတယ်။အနေတားကဒါကိုဘဝင်မကြနိုင်ပဲ။နေအခုတည်းကမဖြစ်သေးဘူးလား။နေမဖြစ်လို့ရှိရင်ငါဆေးတောင်ဝင်းနဲ့ထိုးလိုက်မှာနော်။အနေတားတရေမောက်ကိုချင်းချောင်းလိုက်ပေမဲ့ဘာတမ်းမှပြန်ထွက်မလား။ဒါကြောင့်အနေတားလည်းတရေမောက်အတန်ထွက်အောင်တရေမောက်ဖြေရလွယ်မဲ့မိကုံများကိုပြောင်းပေးလိုက်တယ်။နေအမေသာစားကြင်လို့လား။ဒုက္ခကောင်းကိုခါရမ်းပြလိုက်တယ်။သူမအမေသာမစားတာဘူး။ဝက်သားရောဒုက္ခကောင်းပဲဆက်ရမ်းတယ်။ ဒါဆိုတက်သားရောခေါင်းပဲဆက်ရမ်းပြတယ်ဒါတော့ခေါင်းတရရန်ဖြစ်နေတဲ့တရဲမကိုကြည့်ပြီးဟာဘလို့တရဲတော့ဟာအသားငါမစားတဲ့တရဲများလားမသိဘူးအနေတားရဲ့စိတ်ထဲမှာအဲ့တော့အတွေးဝင်လာပြီးအသီးရွက်များကိုပြောင်းပေးလိုက်တယ်အုံးသီးရောဟင်းအင်းတရဲမထန်းကနေအတန်ထွက်လာ၍အနေတားအားတက်လာပြီးငါပြောသီးရောဒုက္ခခေါင်းပဲဆက်ရမ်းလိုက်တယ်နေနေသီးအတူတူပဲဒီလိုနဲ့ ဘယ်အတိမမေမစားခြင်းနဲ့တရေမကိုကြည့်ပြီးအနတ္တလဲနောက်ဆုံးအနေနဲ့ကဲဒါဆိုနေလက်ဖက်တုတ်စားမလားအနတ္တကျောင်းပေါ်မှာအသင်ရှိနေတဲ့လက်ဖက်တုတ်ကိုပြင်းပြင်း၍မေးလိုက်ခြင်းဖြစ်ပေမဲ့ဒုက္ခတော့ခေါင်းပဲရမ်းနေတယ်ခေါင်းရမ်းမှာပေါ့သူလည်းဒီချိန်မှာဘာမှမစားခြင်းမနေ့ကတနေ့လုံးဆုံးအုပ်မောက်ကြ၍ဆုံးမစားရဒါကြောင့်ဒီနေ့ဆုံးစားချိန်မှာတော့မနေ့ကအတွက်ပါ ပေါင်းစားလိုက်၍ဘိုက်ကရှေ့ကိုပူထွက်နေအောင်ပြစ်နေပါ ါကောပဲအနတ္တကတရေဝင်ပူးထားတယ်ထင်ပြီးအခုလိုစစ်မေးခြင်းကိုခံရတဖြည်းဖြည်းအချိန်ကြာလာတဲ့အမြဒုက္ခနေရထိုင်ရအစင်မပြေဖြစ်လာတယ်ဒီကြတဲ့အနတ္တကဘာတွေမေးလို့မင်းမမသိကြာလာတော့သူစိတ်မရှိဒါကြောင့်သူအနတ္တကင်ထားတဲ့လက်ကိုယုံရင်နဲ့ဒုက္ခပဲကွာဒုက္ခထံကနေဒုက္ခဆိုတဲ့စကားကိုကြားလိုက်ရ၍ဒါတကယ်ဒုက္ခဖြစ်သွားပြီဆိုတာသိလိုက်ပြီးတော့ဒုက္ခမင်းဘယ်လိုနေသေးတယ် ဘလို့မှမနေတော့ဘူးအကုန်ကောင်းသားပြီတော်သေးရပေါ့ကွာငါမင်းအတွက်စိတ်ပူနေတာကွာဒီတရေကလေမနေ့ကလေးကမင်းကိုယ်တည်းကဝင်ပူးနေတာငါတို့တတိမထားမိလို့ဟုတ်လားဗျအဲ့ဒီတရေကအထီးလာမလားအမကွာတောင်ဘက်ရိုးချောင်းထဲမှာနေတာမင်းတို့ရမ်းရမ်းမသွားကြနဲ့အနတ်တာလဲကလေးတွေကိုတတိပေးပြီးကြောင်ကုန်းဘုံပြန်တက်လာတယ်ဒုက္ခလဲအနတ်တာရဲ့ကြောပြန်ကိုငေးချပြီးတော့မနေ့ရဖြစ်ပြခဲ့တဲ့မြောက်ကိုပြန်တွေးရင်းနဲ့ပြုံးနေလေတော့ မောင်တင်ဆန်း audio book channel ကနေပြည်သက်တွေအတွက်ဒီတစ်ခါမှတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမျိုးမှန်ရေးသားထားတဲ့အနတ္တနဲ့ဒုက္ခရဲ့ဒုက္ခလို့အမည်ရတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ခါမှလည်းဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးနားဆင်ကြပါအောင်ခင်ဗျ။နားဆင်အားပေးကြတဲ့ပြည်သက်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ပါတယ်။ပြည်သက်များလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပြီးတော့ဆန္ဒနဲ့ဘဝတွေထက်တူကြနိုင်ကြပါစေခင်ဗျ။